MSP ဟိုအရင်တော့ပကြီးနောက်တော့စက်ကိုရင်းနဲ့ပကြီးကိုဟိုရတာဖော်လာတာပေါ့အဲ့လိုဖော်လာတဲ့ခါမှာတိုးတက်တိုးတက်လာတာပထမဆုံးကစာအုပ်တွေနဲ့ပဲကြည့်ရတယ်အခုခေတ်ခါကျတော့တတခါတိုးတက်လာတဲ့ကွန်ပျူတာနဲ့ communication ကတမျိုးအဲ့လိုဖြစ်တဲ့ခါကျတော့တရက်နဲ့တရက်ဆက်သွယ်ပြီးတော့ပြတဲ့ကိစ္စတွေလည်းမြန်ဆန်းလာတယ် အဲ့တော့အရင်တော့အရှိထုတ်ဝင်လည်းမပဲနဲ့ဆိုတော့စာအုပ်တွေကိုလည်းပြည့်လို့မရပါဘူးစာအုပ်တွေကလေညပြီးတော့လည်းအခုတိုးတက်လာတဲ့အချိန်မှာပြတဲ့အခါကျတော့ဉာဏ်ဆန္ဒပေါ့တရားနဲ့ပြအဲ့ဒါလေးတွေကဝန်တာစရာကောင်းတာပေါ့ပြေးတဲ့လျှို့ဝဲရတနာ more and more မှာ ရှာဖွေပါ ျက်မြအူပါအသက်ကရောအသက်က89နှစ်1994ခုနှစ်ကျမဆော်ဒီအရေဗျာနိုင်ငံမှာ nursing supervisor အဲ့ဒီ northern area armed forces hospital king khalid military city အဲ့ဒီမှာကျမလည်းတက်မရောဆိုတော့သူတို့ကတက်မရော nurse ဆိုတော့သူတို့ကလက်ဖိတ်လိုက်တာပေါ့ nursing supervisor အဲ့ဒီအချိန်မှာအီရန်နဲ့အီရတ်ကစစ်ဖြစ်နေတဲ့အချိန်အဲ့တော့သူတို့ကကျမကိုတက်ထဲဝင်မှာကျမအပြင်တက်မှာ ဝင်လို့မရဘူး nothing to go by ဇာအနေနဲ့ဝင်မယ်ဆိုအဲ့ဒါဝင်တာဝင်တော့သူရဲ့ Ramadan မှာကြာတော့ကျမဘာလို့လဲဆိုတော့ဝတ်ထဲမှာပေါ့နော်အပြင်မှာအဲ့ကမှာစောင်းကြီးတစ်ထည်ကိုဒူဒူလုပ်လိုက်စောင်းအဲ့ဒီစောင်းအောင်မှာစက်ကူလေးညှက်ပြီးမိဘတို့တို့ပြီးခလေးနေနေတော့အဲ့ဒီကိုဟိုနေကျုပ်နဲ့မိကိုထရက်အောင်လို့နေပေးဆိုတဲ့အခါကျအဲ့ဒီဟာကိုမြင်တော့သူတို့အယံဝင်တာလား ဲ့ဒီမှာဝင်တာတော့အခါကျတော့အဲ့ဒီမှာရင်သူကအဲ့ဒီအချိန်မှာတော့သူတို့နိုင်ငံကိုအုပ်ချုပ်ရေးအပ်ထားတာ ONM ဆိုတာ Operation and Management Company အဲ့ဒီက American အဲ့ဒါသူကနေမှာတင်းတင်းရှိတယ်တဲ့အဲ့တော့တဲ့တရားကိုပညာကိုလေ့လာဖို့ကောင်းတယ်ဆိုတော့ကျမက idea မရှိဘူးအဲ့တော့ဒီနေ့ကျတော့ City Mart ကိုသွားတဲ့အခါကျဟိုအရင်ကသူတို့ကမိန်းမနဲ့ယောက်ျားနဲ့တိတ်ခွေကြတာလေ ယောက်ျားစကားပြန်မိမသူ့ချီတော့ပဲကြည်ရတယ်အပေါ်မကြည်ရအောင်အဲ့ဒါလို့ခဲ့အချင်းအဲ့တော့သူနဲ့စကားပြောလို့မရတယ်သူကအဲ့ဒီမှာစတီမတ်ကိုသွားတဲ့အခါကျတော့ကျမကသူကကက်ကလေးတစ်ခုတူလေးထောင်ပြပြီးတော့သူကပေးပတ်စံပေးခဲ့ပေးခဲ့တဲ့အခါကျတော့ကျမသွားကြည့်လိုက်တဲ့အခါကျအဲ့ဒီကတ်ကဘာလဲဆိုတော့ holy flower ဆိုတာဒီဟိုရင်ဘုရားသခင်ပွင့်တော့မှာဒီပန်းလေးဖြစ်တဲ့အကြောင်းကြီးတယ် ဒါပေမဲ့သူတို့ကလည်းအဲ့ရပြဲလည်းဒါအောင်နားမလည်ဘူးမြင်လို့ဆိုဒီဒီစာရက်ကအဲ့ဒီပေါ်တော့တင်မှမဟုတ်ဘူးသူတို့ကလည်းဟိုဘာသာရေးအရှင်ဘာသာအကြပါလေအဲ့ဒါလေးကျမရလာရလာတော့ကျမကျမအဲ့ဒီတည်းကစပြီးတော့နောက်တစ်ခါကျတော့ဟိုလိုက်ပြီးတော့ကြည့်တယ်ဆိုပြီးအဲ့ဒီမှာကြည့်တော့သူကစာအုပ်တွေကိုယ်ကိုယ်လင်းဆိုတာဘာလဲအစတော့ငှက်မှုရနဲ့စပြီးလှုပ်လာတာအဲ့ဒီဟာလေးကိုသူက pamphlet တွေဝဲဝဲဝဲပြီးကျမဖြည့်ဆည်းပေးလိုက်တာပေါ့နော်အဲ့ဒီတည်းက1900 94ခုနှစ်ကနေစပြီးကျွန်မဆိုဒီရေးပြမှာတော်လုံးအဲ့စပြီးတော့ဒါလေးကပညာဝင်လာတာပေါ့ဟုတ်ကဲ့အိမ်ရမြည်ဆိုလို့ရှိရင်ကြည့်ပြီးတော့ဘောလုံးတွေပဲတော်တယ်သူကမြည်အိမ်တွေမှာလည်းတုတ်တယ်ခလေးတွေရဲ့စိတ်ဝင်စားမှုကလည်းဝင်လာတယ်သူကကွန်ပျူတာနဲ့ကြည့်ပြီးတော့သဘောကျအစတုန်းကတော့ paper strip တွေကိုကဓာတ်နေညက်အခုကျတော့အစင်းတွေဒီလိုစာရွက်တွေပေါ်လာပြီဆိုမြန်တာပေါ့အရင်ကဓာတ်ညက်ဓာတ်နဲ့ blade နဲ့ဆွဲ ဆွဲပြီးတော့လည်းအချိန်ကာလနဲ့အခုခေတ်မှာဒါကိုတိုးတက်လာတာပေါ့တိုးတက်လာတဲ့အခါကျကျွန်တော်တို့ဝန်သားစရာကောင်းတာပေါ့ဟိုလောက်ရတယ်လည်းမြန်တယ်နောက်ပြီးခလေးတွေလည်းပုံပြီးစိတ်ဝင်စားတယ်ဟိုလူညံ့နေမှာဘူးမစိတ်ဝင်စားမှာပေါ့အဲ့ဆိုရင်အဖွားတော်ကတော့အဲ့လိုမျိုးအနုစိတ်တိချောင်းကိုအဲ့လိုမျိုးဆိုးရဖို့တော့ဒီလိုဒါအဲ့လိုမျိုးပြီးရတာပေါ့အချိန်ကျတော့ပြီးရမှာပေါ့နောက်ပြီးအဲ့အချိန်သေးရတယ်အရင်တော့နောက်ပြီးဒီလိုဒါကတာမရှိသေးဘူးအဲ့တော့ပေရန်နဲ့ဆွဲချတခါကျတွန့်သွားရင်ဖယ်လိုက် ဲ့လိုဆွဲချအဲ့လိုဘွားကနေပြီးတော့တိုးတက်လာတစ်ဆင့်တစ်ဆင့်တိုးတက်လာတာဒီလိုဘွားလေးကလည်းတယောက်ထိတိုးတက်သွားပြီဆိုတော့ပျော်စရာကြီးပေါ့ဝင်းတာစရာကြီးဂုံကြီးစရာကြီးဒီနောက်ပြီးတော့ဒီခလေးတွေကလည်းပဲကိုယ့်တဲ့တောင်မှသူတို့ကပွန့်နိုင်တယ်ပေါ့မင်းတို့သူတို့ကွန်ပျူတာနဲ့နှံ့မြင်နိုင်တာတို့သူတို့ရဲ့ကွန်ပျူတာကလက်ကလည်းမြင်နေကိုကတော့ကွန်ပျူတာကိုဓာတ်ကြီးဟိုမလုံနိုင်ဘူးပေါ့လေခက်ကနည်းနည်းနောက်ကျသွားပြီသူတို့နဲ့ပြတော့မှာကိုကတော့အဲ့လိုခါကျတော့အရန်ကိုဝင်တာလေ ဘာဖြစ်လို့ဒီလိုဒီလိုဒီတော့ကြည့်တိုးတက်လာမယ်ဆိုတာညှော်လင်းလို့မရဘူးလေအရင်ကတော့အခုဆိုတော့အရန်ကိုတိုးတက်တယ်200ကျော်ပြီနော်200ကျော်ပြီဆိုတာဘယ်လိုလဲဆိုလို့ရှိရင်အဲ့ဒီဟို Jesus Christ ရဲ့ဟုတ်တာပေါ့လေအဲ့ဒီဟိုလည်းပါတယ် Holy Flower အဲ့ဒီ Holy Flower အတွက်ဆိုလို့ရှိရင်ညိုက်ပြီးတဲ့ခါကျတော့ church ကိုပေးပေးလိုက်တယ်သူတို့အဲဒီ church ကိုပေးလိုက်တဲ့အခါမှာဘယ် church evangelical church ဟိုမြင့်မြတ်တာဂျမ်ဝိနာ church အဲဒီလိုပေးတယ်နောက်ပြီးတော့ဒီဟိုဝင်ကျမတို့ဆိုရင်အလုံးကဖျားရှိခုကြောင်းလည်းပေးလိုက်တယ်အဲ့တော့မှသူတို့ကလည်းဗာလဲဆိုဒီပန်းရဲ့ဝင်ပေါ့ကုန်တက်သွားတာပုံလေးအဲ့တော့သူတို့ဗာလဲပန်းမီကိုစိုက်တယ်ဟုတ်ကဲ့ဆုံးနေတာပါပဲနော်ဆုံးနေရဆိုတချို့ကြတော့လည်းမိအိမ်နဲ့လုပ်တယ်မိအိမ်လေးကိုညှက်လိုက်ပြီးတော့ အဲ့ဒီဘေးနားနဲ့ပန်းဖုံကချပြီးတော့အဲ့ဒါကြတော့ဟိုတိတ်ခိုင်းလေးနဲ့ပါနဲ့တချို့ကကြတော့ဟိုကျမဟိုလက်ကတ်တရတုတ်တယ်လေအဲ့ဒါပို့ပြီးချောင်းရတယ်အဲ့ဒီဟာကြတော့ဘယ်လိုလဲဆိုရှင်ဟတ်နာတခါကျဟတ်ဟတ်ပုံဘေးနားမှာမှတခါဟိုနင်းကျမရေကဲငှက်တယ်ပင်ကွင်းပင်ကွင်းလေးနှစ်ကောင်ကိုရေကဲလုံးနဲ့ထားပြီးတော့အဲအောက်ကနေစာရေးလိုက်တယ်ဟိုဟိုပါတယ်ဟိုနင်းပါ ရေခဲတောင်အထိပေါ့နော်အဲ့ဒီအဲ့ဒီစာသားလေးရှိတယ်လေအဲ့ဒါလေးစာလေးချဲ့ကြီးပြီအရန်ရန်ဝါတာခလေးတွေကဒီဟာစိတ်ကူးစိတ်ယူပတ်တယ်မနာစကားနဲ့မပြောဒါနဲ့ဆိုဟုတ်ပြလိုက်တယ်ဟုတ်ကဲ့အဲ့ဒီတော့မနှစ်စီပါလေးနဲ့ heart နဲ့အောက်ကနေပြီးစာလေးယူလိုက်တယ်နောက်ပြီးတော့ဟိုနေတငယ်ချင်းတွေမိတ်ဆွေတွေဆိုတာဟိုလေဒီနှလုံးသားနဲ့ပြီးတော့ပေါက်ဖွားလာတဲ့ချစ်မြတ်တာအရေးကြီးတယ်ဆိုတော့အဲ့စာသားတွေ အဲ့ဒါလေးထည့်ကြည့်တော့တော်စာသားကိုကြိုက်တယ်ပူပြီးရောင်းရတယ်ငငယ်ကဇာမျိုးလေးတွေမပေါ်လာခင်တော့လေအဲ့ပကြီးတစ်ခါတစ်ခါလေးလုတ်ပြီဆိုရင်အချိန်ဘလောက်ပေးရလဲရက်နဲ့ချီပေးရလားဒါမှမဟုတ်ဘလောက်ဘလောက်လောက်ကြာလဲကြာတဲ့အချိန်ပေါ့လောက်ရလားဟုတ်ကဲ့လောက်ရတဲ့အချိန်တစ်ခါတစ်ခါဟုတ်ကဲ့ကြာလေကြာလဲဆိုတော့ဒီနေ့မပြီးသေးရင်နောက်နေ့ကြံဒါလေးပေါ်လာတယ်နည်းနည်းနောက်ဒါလေးတွေပေါ်လာတဲ့အခါကျတော့ချလိုက်ရင်ဟာမှာအကွက်အတိကျရတယ်နော်နောက်တစ်ခါကျတော့ ီလိုဟာမျိုးလေးတွေပေါ်လာတော့ဒါလေးဆိုသူကအကွက်ကလေးတကွက်ပြီးတကွက်တကွက်ပြီးတကွက်အဲ့ဒါဖြစ်အဲ့တော့ဒါလေးတွေထွင်ပေးတာလေလူကြီးကလည်းဒီဟာပေါ်မှာစိတ်ဝင်စားပြီးထွင်ပေးတယ်ကျေးဇူးတင်စရာအမတန်ကောင်းပါလေကျမတို့အတွက်ကဟိုတက်တာပါတပည့်လေးတွေရှိလားလက်ဆက်ကမ်းတပည့်လေးရှိတယ်နော်အဲ့ဒါနောက်တစ်ခါကျတော့သူတို့ကလည်းအမမဒီနေ့တော့ပဲနေမြောက်ပါနော်အေးလာခဲ့တို့ဝိုင်းလိုက်ပေးပါဖိတ်စုပါလေအဲ့တို့ anniversary ပေါ့ ပွဲပေါ့အဲဒီကြလို့ရှိရင်သူတို့တက်ချင်တယ်ဆိုရင်အဲ့ဒါလေးကြအောက်ကနေအဲ့ဩနေတိုင်းနေတိုင်းအဲ့ဒါတော့နေတိုင်းတစ်ခုတစ်ခုကလွတ်ဖြစ်နေတာပဲဘာဖြစ်လို့ဆိုတော့အိမ်မှလည်းအဲ့နောက်တစ်ခါကျတော့စိတ်ငြိမ်တယ်စိတ်ငြိမ်စင်ရင်လည်းဒါလို့နေဖျားစားလည်းရွလို့လေရတာပဲဟုတ်ကဲ့နောက်တစ်ခါကျသူတို့ရဲ့အထောက်ဒါသမီးအကြီးအဲသူကကျ သေးသေးမွန်မလေးရဲ့အစာသူကတိတ်လို့တာဟုတ်ကဲ့ဟုတ်ကဲ့အဲသူ့ရဲ့ဥစ္စာကိုတွားပြီးတော့ပြက်လို့ရှိရင်ဓောတွေထားနေပြီသူကဟုတ်တယ်ဖန်ပြီးနေရမြင်းနဲ့ပဲဖန်ပြီးတယ်နောက်တစ်ခါကျတော့ဟိုစာအုပ်တွေတည်းကတွေ့လိုက်တဲ့စဉ်းစားဒီဟာဖြစ်နိုင်လားဆိုအဲသူတို့အကူညီတောင်းတော့အခုတော့ကြာတယ်ကိုကလက်ကကြာလာပြီဒီတော့ကြာတယ်ကျမတို့လက်ထက်တုန်းကတော့ခဲရခဲစစာရွက်တွေနဲ့လဲစာအုပ်တွေနဲ့နောက်ဒီများရဲ့အတွေ့အကြုံနဲ့နှိုက်ချက်အခုခင်မှာတော့ advance ဖြစ်လာပြီ ကွန်ပျူတာနဲ့တွေ့တယ်တွေ့တဲ့ပစ္စည်းတွေအကုန်လုံးကိုဘာလဲဆိုရှင်စူးစမ်းပြီးတော့ဒီတက်ဒီတုတ်တက်အောင်လုပ်ကင်သွားစေတယ်ဘာလို့ဆိုကျမရဲ့မြင်းလေးဆိုလို့ရှင်တယောက်ဆိုလို့ရှင်ဘလောက်လဲဆိုရှင်အဲ့ဒီဟိုသူ့ international school မှာထားတယ်အဲ့ဒါနဲ့လုပ်ပြီးတော့ခါနေကျမလာပြီးမြင်းဘုံလေးလာပြအဲယူလာမယ်ဆိုတော့အမေရဲ့ခလေးဥစ္စာမြည်သွားမှလည်းဆိုတော့ကျမတော့မလုပ်တတ်ဘူးတော့အဲ့ဒီမှာမြင်းဘုံလေးမှာမတခါဘာလဲဟုတ် ပန်းပန်းထက်လာတာပါလေအဲ့ဒါမျိုးတွေလို့လာပြအဖွားတွေဒီမှာတဲ့ဟုတ်နော်နောက်တစ်ခါကျတော့သူတို့ဘာသဘောကြလဲဆိုတော့ခရီးတွေကကျမပြောတယ်သားလို့ပညာသိပညာမတတ်ရင်မရဘူးစာအဖွားတဲ့တိတ်မင်ပူပါနေတဲ့အဖွားတွေ့လာတော့နမ်းပါတဲ့ခရီးတွေတဲ့ရေရောက်စားတယ်မငတ်ဘူးတဲ့သူတို့တဲ့သားတို့ဒီတော့ဟာနေနေရောက်စားလို့ရှိရင်မငတ်ပါဘူးဖွားရဲမပူနေကျမအဲ့ဒါပဲခင်ဗျဘယ်လိုဘုံဘုံဘာလဲ ်6နှစ်ပဲရှိသေးတယ်အဲ့ဒါမပူနဲ့တဲ့အဲ့ဒါကျမရှိလာလို့ရှိရင်အဖော်ရတဲ့တားရဲ့အချိန်လေးကနေတားယူလာတာနော်တဲ့တားမှလည်းအလုပ်ရှိပါလေတဲ့အဲ့ဘာတွေလုပ်နေဆိုဒီလိုဟာပဲနေတဲ့ဒီလိုလုပ်တယ်ပဲလုပ်နေရတာဘယ်လုပ်ရှိတူလဲအဲ့တော့သူတို့ရဲ့စိတ်ဝင်စားမှုကလည်းရှိကြတယ်အဲ့ဒါနဲ့ဘုန်းကြီးဆိုချင်းအောင်ဆိုကျမတောင်မလုပ်တတ်ဘူးအိုးအဲ့ဒါပူပြီးကိုမျိုးနိုင်တယ်နော်ပူပြီးတော့ဖန်သေးနိုင်တယ် ဟုတ်တယ်ဖန်နေအဲ့ဒါတို့ပြက်ကဲကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ဒီမီဒီယာအဖွဲ့အစည်းရှိကျမတို့လုပ်ငန်းတွေကိုဟိုပြအောင်ပြောတဲ့အတွက်စိတ်ဝင်စားမှုကြီးတဲ့လူတွေလည်းရှိတာတယ်နောက်တစ်ခုကျတော့နေ့ဖြင့်ဖိုးဘီတွေ့နေမယ့်အစားလည်းပဲဒီဘက်တွေကိုစိတ်ဝင်စားတဲ့အခါကျတော့ဟိုပါလဲဆိုလို့ရှိရင် အကုသမများတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်တယ်လေ။ဘာဖြစ်လို့ဟာဒါလေးတွေကဒီလိုမျိုးလဲလို့တဲ့ဒီလိုပဲလုပ်တာပဲဆိုရဲစိတ်ဓာတ်ဝင်တာလည်းရှိတယ်။အဲ့တော့ကျမတို့လုပ်တယ်ကအလုပ်ကဟိုကောင်းကျိုးပေးနိုင်ပါတယ်တဘာလို့ဆိုတော့ဟိုနေ့ဖြစ်စိတ်ဝင်စားပြီးအစ်စ်ဖြစ်တာကြည့်မလားဘာကြည့်မလားညာကြည့်ဟိုဒီလိုလေးလုပ်ပါလားဆိုရဲဒီအချိန်ကိုလှည့်ပေးနိုင်တာ။အဲ့ဒါလေးကတခုပေါ့။မြန်မာစတာပစာ